မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဥစဉ်ရဲ့ဆွေတော်မျိုးတော်များဥစဉ်ကတော့ဟိတေသီဆရာတော်ပါရှောင်းမင်းဇာလေးတရားမတ်တရားခါအထောက်အကူဖြစ်ကြအောင်အကြံပြုနေတဲ့ဆရာတော်တပါးပါ။ဒါမြတ်စွာဘုရားရှင်ရဲ့ယုတ်ထုကို ပုံတော်ကိုဂုံတော်လွန်ပြီးတော့မှ ရှီခိုဥရှာတွေပေါ့ဥရှာတွေအခါမှာဟိုကလဲဥကလေးရှိရင်ရှိတယ်တိပိမေပေါ့ငုံရင်ငုံတယ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 ်တိပိမေပေါ့လေကလေးငုံရင်ငုံတယ်ငုံတယ်မော်ရင်မော်တယ်မော်တယ်ပြန်တိပိရတယ်ပေါ့အဲ့ဒီမှာကိုကစိတ်ထေးကနေသီလသမာဓိပညာနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားလို့စိတ်မှာအဲ့လိုမျိုးမက်မလား စိတ်괴ရာအယဲနိုင်ပင်မကောင်းမှုကိုမပြုတော်မူသောမြတ်စွာဘုရားကိုချိန်တယ်လို့ဗုဒ္ဓနုဒတိပေါ်လို့ရတယ်ပေါ့ကိုကမိတ္တူကုလို့ရတယ်ပေါ့ပြောမယ်ဆိုရင်နှလုံးသားမိတ္တူကုလို့ရတယ်ကိုကပြင်းစိတ်တွေထူနေတယ်ဆိုရင်ဝိရိယကြည်တော်မူသောမြတ်စွာဘုရားဝိရိယကြည်တော်မူသောမြတ်စွာဘုရားအကုန်လုံးရတယ်ပေါ့ ိုကဘာလုတ်ခြင်းလဲဘာလိုခြင်းလဲအဲ့ဒါလိုခြင်းတာနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဥပမာကိုလိုခြင်းတာတွေနဲ့မပြည့်စုံတဲ့အခါဟိုကဘုံကြီးခြင်းလဲဘုံကြီးတော်မူသောမြတ်စွာဘုရားဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားလို့စိတ်ထဲမှာများများပေါ်ပေပေါ့နော်ဒါပါဠိတွေဘာတွေတော့ရွတ်เสียမလို့တော့ပါဘူးကိုက ဘုံတော်ကြည်တော်မုံတော်မြတ်စွာဘုရားဘုံတော်ကြည်တော်မုံတော်မြတ်စွာဘုရားလို့စိတ်ထဲမှာပေါ်ရင်မိမိလည်းဘုံကြည်လာမှာပါပဲဒါနှလုံးသားမိတူခုတွေလို့ခေါ်တာပေါ့ပြီးတော့မြတ်စွာဘုရားကိုရေကတ်မယ်စီမင်းကတ်မယ်ပန်းကတ်မယ်ဆွန်းကတ်မယ်အဲ့လိုမျိုးဒါကတ္တာတွေကိုမြတ်စွာဘုရားကဒါကတော့အရှိခံဗုဒ္ဓဘာသာအတန်းစားပေါ့ အရာတွေကိုမြတ်စွာဘုရားကအမိတ်လားပူဇာလို့ခေါ်ပါတယ်မြတ်စွာဘုရားကို စီမင်းစွန်ပန်းကတ္တာတွေကိုအမိတ်တာပူဇာတဲ့ဒါမြတ်စွာဘုရားက မရှိကျူးပါဘူးဒါဓမ္မပူဇာဒီတခါဓမ္မနဲ့ပူဇော်တာဓမ္မဆိုတာအကြောင်းတရားကြောင့်အကျိုးတရားဖြစ်နေတယ်ဆိုတာဓမ္မတရားတရားရဲ့အရာသာဆိုတာဘာလဲ တရားရဲ့အရာသာဆိုတာတဏာမလွဲ့မြောက်ခြင်းညီအေးခြင်းမဟုတ်ရင်တဏာမမလွဲ့မြောက်သေးရင်တဏာခိုင်းတဲ့အတိုင်းကိုခံနေရရင်တဏာကျွံဘဝပဲဖြစ်နေတာပေါ့တရားရဲ့အရာသာဆိုတာတဏာကျွံဘဝမှာလွဲ့မြောက်ခြင်းအဲ့လိုမျိုးအဖြစ်ထွက်တယ်အဝိဇ္ဇာနဲ့တဏာလက်ကနေလွတ်မှဒါတဏာရဲ့ အဝိဇ္ဇာရေအဝိဇ္ဇာကတော့တန်တရာရေရှေးအစွန်ပေါ့နော်အဝိဇ္ဇာဥဆောင်တာပေါ့တန်တရာရေရှေးအစွန်ပုပ္ပန္ဒဆက်တဏကတော့တန်တရာရေနောက်အစွန်ကဥဆောင်တာပေါ့အပရန္ဒဆက်လို့ခေါ်တာပေါ့ဆက်နှစ်ခုကို ပေါင်းထားတော့တန်တရာကြီးလေနေတာပေါ့အဒီကတရခန်ကအဝိဇ္ဇာပစ္စယသင်္ခါရတဲ့ဗျာလို့ကြားမှုမှာပေါ့ ဘဝတန်တရားဆိုတဲ့သရှင်မှာအဲဒါအဓိကတော့ကမ္မတကာပေါ့အကြောင်းကံကမ္မတကာဆိုတာလေကိုပြုလုပ်ခဲ့တဲ့အကြောင်းတိုင်းပဲပေါ့အဲ့ဒီအကြောင်းကိုကိုကအခုဘဝမှာမြတ်စွာဘုရားကဉာဏ်ဝင်ဖို့ခိုင်းတာအဲ့ဒီအကြောင်းလေးပြန်အောင်ဉာဏ်သွင်းရမှာဉာဏ်ဝင်ဖို့အော်ဒီလိုဒီလိုကတန်တရာကဒီလိုဒီလိုလေးနေပြီ ငါတို့ဘလို့မျိုးထွက်မြောက်ရမလဲမြတ်စွာဘုရားကဘလို့မာကြခဲ့လေဝေဒနာနိရောဓတဏနိရောဓတိမေဂောတဲ့မြတ်စွာဘုရားညွန်ပြခဲ့တဲ့လမ်းဆိုတာဝေဒနာတွေဝေဒနာဆိုပေမဲ့စိတ်မှခံစားရတဲ့သဘောကိုဆိုပါတယ်နော်ယုတ်မှာတအားကြီးဖောက်ပြန်နေတာကို ဝေဒနာမဟုတ်ပါဘူးအဲ့ဒါယုတ်ဖောက်ပြန်မှုယုတ်ရဲ့စိန်ကရက်ဆက်မှု နော်ဒုက္ခသပိလနဲ့တော်ဆိုတာကိန်းတဲ့ပုဂ္ဂိုလ်ကိုညာတံမဖက်ရဆက်ယုတ်မှာအမြဲတမ်းလုံမြိုက်ခြင်းကိုခံနေရတယ်ဆိုတာဒီခန္ဓာကြီးရထားတဲ့လူတွေကို အကုန်လုံးကိုနှိမ့်ဆက်တတ်တဲ့သဘောရှိတဲ့အတွက်အဲ့ဒါကယုတ်ဖောက်ပြန်တာအဲ့ဒီအမှအဆွေပြူပြီးတော့စိတ်ကခံစားတဲ့သဘောရှိတယ်အဲ့ဒီခံစားတဲ့သဘောကိုမှ ဝေဒနာလို့ခေါ်တာ အဲ့ဒီဝေဒနာတွေရှုံ့ငိမ့်ဖို့အတွက်ကိုကဝေဒနာတွေဘလို့ဖြစ်လဲဖက်တာပစ္စယဝေဒနာတဲ့ထိတွေ့တိုင်းဖြစ်တယ်ဖက်တာကဘလို့ဘာနဲ့ဘာနဲ့ထိတွေ့တာလဲသာလယတနာပစ္စယဖက်တော်တဲ့စအာယတနာလို့ခေါ်တာပေါ့မျက်စိအကြည့်နားအကြည့်နှာခေါင်းအကြည့်ရှာအကြည့်ကိုယ်အကြည့်စိတ်ပေါ့ဒီနေရာတွေမှာထိတွေ့တာပေါ့ မျက်လုံးနဲ့အစင်းနဲ့တိုက်တော့မြင်စိတ်ပေါ်တယ်ထိတွေ့ပြီးမျက်လုံးနဲ့အစင်းနဲ့ဘာဖြစ်တဲ့ထိတယ်အဲ့ဒါဖန်တာထိတယ်ဆိုတာနော်ဖန်တာဖြစ်ပြီးတော့မှကောင်းမကောင်းခံစားရတာပေါ့အဲ့လိုမျိုးမခံစားရအောင်ဟိုကထိနေတယ်ပေါ်နေတယ်လို့အသိပေးဖို့ဘယ်အချိန်မှတရားရှုမဲ့ရမလဲဆိုတော့အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့အချိန်မှပိတ်ဆုံးပတ်အချိန်မှ တရားရှုမဲ့ရတာဘာကြောင့်ရှုမဲ့ရတာလဲတဏှာမာနဒိဋ္ဌိတွေပေါ်ခွင့်မရအောင်ညင်သွင်းတာညင်သွင်းနေဆိုတာအဲ့ဒါပြောတာညင်သွင်းမုံသွင်းနီးညင်ကဘလို့သွင်းလဲဆိုတော့သိပေးရတာပေါ့ဒါအကြောင်းကြောင်းအကျိုးပေါ်နေတာဒါယုတ်ဓမ္မအကြောင်းအစင်ကြောင်းညင်စိတ်မျက်စိအကြည်ကြောင်းယုတ်ခန္ဓာနှစ်ခုပေါက်လိုက်တော့နာမ်ခန္ဓာတစ်ခု ညာမြင်းစိတ်ဆိုတဲ့နံခန္ဓာတစ်ခုဖြစ်ပေါ်နေတာလို့